ရစ်တိုလိုမျိုးအစားအစာအရသာကောင်းကောင်းတိုက်တဲ့သူတွေအတွက်မြန်မာစားစရာအရသာကောင်းကောင်းကိုအ아야ပါရစားလို့ရမယ်စားတောက်ဆိုင်တစ်ဆိုင်ကိုခေါ်တော့ပြပါမယ်ရှင်ရွှေပြည်နဲ့စားတောက်ဆိုင်ကိုတွားလိုက်ရအောင်နော် ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင် Grace ကဒီနေ့တော့မြန်မာဆိုင်တဆိုင်ကိုလည်းညွှန်ပြပါဖြစ်ပါတယ်တော်တော်များများက Grace ရဲ့စုဝင်ဖုန်းဆိုင်ကိုလာပြီးတော့မြန်မာဆိုင်ဘယ်နှားရှိလဲဘယ်နှားရှိလဲမေးနေရတယ်ဒီနေ့တော့ရွှေပြည်နယ်ဆိုရင်မြန်မာဆိုင်လို့လည်းညွှန်ပြပါဖြစ်ပါတယ်ခင်အတူတူလိုက်ကြည့်ကြမယ်နော်အခုမြင်နေရတဲ့စုဝင်ဘူလာထွက်ပေါက်ကိုရောက်ပြီဆိုလို့ရှိရင်ဆက်သားမယ်နော်စုဝင်ဘူလာထွက်ပေါက်ကိုထွက်ထွက်ချင်းမယ်အခုဒီမှာမြင်နေရတဲ့ ATM ပေါ့နော်အဲပြီးသားရဲ့ခါကြလို့ရှင်ဒီဘက်မှာမြင်နေရတဲ့လဝရနာဆိုင်ရှိရဲ့အဲ့ဆိုင်နှစ်ခုကြားရဲ့ဒီလမ်းကြားလေးကိုလမ်းလျှောက်လာမှာဖြစ်ပါတယ် ဲ့တော့လမ်းဆောင်ဒီလိုလမ်းဆောင်လေးရောက်တဲ့ခါကျရင်ဒီဘက်ခြမ်းကိုချိုးရမှာဖြစ်ပါတယ်ဒီလိုမျိုးပြီးမယ်ဆိုလို့ရှိရင်ဒါဘယ်ဘက်ခြမ်းပေါ့နော်အဲ့ဘယ်ဘက်ခြမ်းကိုချိုးလာရမှာပဲဖြစ်ပါတယ်ရှင့်အိုကိုကြီးကြီးနှစ်ဆိုင်ကိုကြော်လိုက်ဆိုရင်ဒီနေရာလေးရောက်ပြီပေါ့နော်ဟိုဘက်ကဘဲဘက်ဆောင်လမ်းကြည့်မယ်ဆိုလို့ရှိရင်လည်း grey ဖုန်းဆိုင်ကိုမြင်နိုင်ပါတယ်။တောက်ကြစနေတနင်္ဂနွေနေ့လိုပိတ်ရက်ဒီမှာဒီအရှိမှာအမိုက်ပုံးတွေပါရှိတတ်တယ်ပေါ့နော်တခြားဆိုင်ရနေလာပြစ်ထားတာအဲ့တော့ဒီအမိုက်ပုံးတွေဆိုပြီးတော့ဆိုင်ကိုအမြဲတမ်းကြော်ကြော်သွားတက်လို့ grey ကတိချာလေးပြပြပေးရပါရှင်။ အဲ့တော့ဒီမှာဆိုလို့ရှိရင်ဖြူပီနဲ့မြန်မာစားတောက်ဆိုင်လိုလေးရေးပေးထားရပေါ့နော်အဲ့ဒါကိုဒီမြောက်သေးကိုဆင်းမှာပဲဖြစ်ပါတယ်ဒီမှာပါဖြူပီနဲ့စားတောက်ဆိုင်ရောက်ပါပြီရှင်မြောက်သေးကိုဆင်းမယ်နော်ဒီမှာဂရက်စီရဲ့မြန်မာနူဒယ်ပဲဆိုင်းပုံလေးလည်းကတ်ထားရပါတော့အဲ့တော့အောက်ကိုနောက်တစ်ဆင့်ထပ်ဆင်းပါမယ်ရှေဗီနဲ့ဆက်တောက်ဆိုင်ရောက်ပါပြီရှင် ရွှေပြည်နယ်စားတောက်ဆိုင်ရာဆိုလို့ရှိရင်မြေရောက်ထဲမှာရှိတယ်ဆိုပေမဲ့ကျဲဝင်းပြီးရောတန့်ရှင်ပါရဲ့အနန်းသက်ကောင်းပါတယ်ရှင်အဲ့ဒါအပြင်ကိုမြန်မာစားစရာအစုံမြန်မာပစ္စည်းအစုံနဲ့ကုန်းရာတွေပြီးမြန်မာဈေးတွေကုန်းကြောက်ပစ္စည်းအစုံလည်းရပါတယ်အဲ့ဒါအပြင်ကိုမှမှရွှေပြည်နယ်ကနေပြီးရောရောင်းချရဲအမဲမွားကြော်ကျဲအမွားကြော်ငရမ်း၆ကြော်ဆိုတဲ့ဘူးအစုံလေးလည်းရနိုင်ပါသေးတယ်အမဲမွားကြော်တော့ grease ရဲ့အကြိုက်ပဲပေါ့နော်ကျွရွာပြီးရောအမီးနဲ့တွဲစားမယ်အမီးပေါ့နော်အမီးအနေနဲ့စားမယ်ဆိုရင်တော်တော်လေးကိုအရသာရှိပါတယ် ။အဆိုလို့ရှိရင်မီနူးကအကြော်စားမလားအချက်စားမလားအတုပ်စားမလားအပြုတ်စားမလား။အုံနုခေါဆွဲမွဟင်းကဒုတ်ထိုအကုန်ဆုံးရပါလိမ့်ရှင်။ကလေးရတော့စမူစာတုတ်ပဲဖြစ်ပါတယ်။ဂရေးရဲ့ပါဇက်နဲ့တော့အဆက်ဟတ်တော်တော်လေးတဲပြီးအယောင်သွေးလေးကမြင်လာတဲ့စားကျင်စရာလေးပေါ့နော်။ ခါလေးကတော့ဒုတ်ထိုးလေးဖြစ်ပါတယ်ဒုတ်ထိုးကိုအရေးကပြစ်ပြစ်လေးလုပ်ထားပါတယ်အဲ့အရေးပြစ်ကလေးနဲ့တို့စားပြီးတော့အချင်းကြီးလေးနဲ့တို့စားရတာရှယ်ပဲပေါ့နော်ဒါလေးကတော့မီနူးအစ်စ်ဖြစ်ပါတယ်အဆုံးတုတ်လေးပါရှင်တကြံမာတုံးကဒီပါဝင်ပြီးတော့တုတ်ရနေပြီးတော့လူကြိုက်များတော့လို့ထည့်အောင်ဖြစ်တာလို့ပြောတယ်ရှင်အဆုံးတုတ်လေးအရန်ကြိုက်တယ်ဂရိစ်ကတော့အဲ့တော့ခရစ်ကမနဲ့ထဲကဘာမှစားသေးဘူးဗိုက်စာနေပေါ့နော်ခရစ်ကတော့အစုံတုံးလေးစားမှဖြစ်ပါတယ်။သူကတော့စမူစာတုံးနဲ့ဝါသားတုံးတူကနှစ်ယောက်တူတူစားမှပါရှင့်။ကဲမြင်ကြည့်ကြမယ်။ ဒါမီနူးအစ်စ်ပေါ့နော်အဆုံးတုတ်ကတော့อืมซาบิเนบาပြောပြီးဟုံးလေอืมဟိုမြန်မာနိုင်ငံကလမ်းထိပ်မှာဒုထိုးနဲ့လူတွဲစားရဲအဆုံးသုံးနဲ့တတိယရဲပဲမြန်မာကိုအလွမ်းပြည်တယ်ရဲอืม Greek ICP nè mà các cha mà biết là tông nó là gì bọn nó cô chạy này bây giờ này ra tao này quất đi trả lũ ba ừ nó là các cha mà cái gì bọn nó à các cha mà cái gì cho nó gì mà ở chạy xong ở xa xa học bây cho nó qua bao gì vậy qua bao gì à cho giờ mà thôi đúng không ô bao nhiêu này hồi ấy chạy 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 được rồi bọn nó ပုံရင်နဲ့ဝတန်းတွဲပြီးတော့မြန်ဆန်းနေကြဖြစ်တယ်ပြီးတော့ဒီမှာလုံးဝပုံရင်ကြည့်ရတိနေတာပဲဆောင်းဆောက်လို့ကောင်းတယ်ဆိုတော့ try ကြည့်ပါလို့ရပါတယ်အတိအကဝတ်သားမစားဘဲနဲ့ပုံရင်အနှစ်နဲ့တော်တော်ထမင်းကစားမိန်နေပြီဆိုတော့လေပြီးရင်တိုးစရာနဲ့ဘာညာဆိုကွက်တီပါဘာကောတော့ဒီကိုဆိုတော့အကုန်စားပြမှာဖြစ်ပါရဲ့ပြီးအချိုတဲဖို့ဖာလူသားလည်းမာထားသေးရေပေါ့နော်ဒါလေးကတော့စမူသာတော့ဖြစ်ပါရဲ့ဟုတ်ပြီတော့อืมนี่ล่ะมันสมมุติว่าอะไรอ่ะอะคุณมาตอบี้ตกตาแล้วแชร์ไป မဲ့အတုပ်လေးတွေကတော့ချက်ချင်းစမှရတာကောင်းတယ်။ဒါရောအကုန်စားလိုက်ပါအောင်မ။အခုကတော့ဝါသားတုပ်တူစားမှပဲဖြစ်ပါရဲ့။ဒါလေးကနရွက်လာတော့မသိဘူးအခောက်ကလေးနဲ့ဒုတ်ဒုတ်နဲ့အချင်းနဲ့တူစားမယ်။အချင်းကတော့အကြိုက်ဆုံးပဲ။ဟွန်းဒုတ်ဒုတ်ကစားလို့ကောင်းတယ်လား။ပြီးတော့အရေလေးကစားတောက်လို့ကောင်းတယ်ပေါ့နော်။ဒါလေးကဦးလေးဖြစ်ပါရဲ့။ဘေးနားတွေကစကားတော့မပြောနိုင်စိုးရဲနေ။ အဲ့ဒါရန်ကောင်းလုံးလို့ပါဘာလိုက်ပါအောင်မဟုတ်မရှိသောဘာလဲဘလော့ရရတော့တည်ရမလားပြန်ပြန်ဒီအရင်တွေးပါရဲစားပါအောင်နေပါလေလုံးနေနဲ့ဘာလို့ရတာမဟုတ်တည်ရမလားအဲ့ပြန်ပြန်ထားလို့ရရတာမဟုတ်အဲ့လိုမတွေးရအောင်နော်တွေးဖို့အချိန်မလောက်နေထိုက်ကတနည်းကောင်စားနေဟုတ်မရှိသော

ကိုမမနော်ဘယ်ဝါလာဝေးချောင်းဘယ်လောက်စားနေလဲလာမပြောနဲ့ရှုပ်နေတော့နားပြီးတော့ရတော့ဝေးချောင်းကိုတင်ပါအဲ့တော့ကျမိုက်ရောသူကဟိုဈေးရပေါ့နော်ပေးရနဲ့တန်အများကြီးပါအဲ့လိုပေးရဈေးနဲ့တန်တယ်ပေါ့နော်ပြီးွားရင်ဟိုညားလည်းများရယ်အခုဒီအတုတ်တပွဲဆိုရေးထားတာ1000ထောင်လို့ရေးထားဒီပကံအပြည့်ပဲပါရကွာဒီအတုတ်ပွဲဆိုရင်တော်ယုံဘိုက်ပြတ်တက်တဲ့လူဆိုလို့ရှိရင်ဒီအတုတ်တပွဲနဲ့အစီအမီးထမင်းထက်တဲ့ကြာမလို့ပေါ့နော်အဲ့တော့ အဲ့ဒါကိုနည်းနည်းများများစတတ်တယ်သူတို့လိုပေါ့နော်နည်းနည်းများများစတတ်တဲ့သူကထမင်းနဲ့စာအတော်ပဲဟောဖိုက်တင်းနဲ့တပွဲနဲ့ဆိုရင်လေအဲ့ပါလားဒီကဒီ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 ဘာလဲဒီလိုနေနေငါသာပြီလေမြန်မာတယ်ဘာတော့ကိုယ်အိမ်အလန်းတိပေါ့နော်ခုကတည်းကအောက်လေးရန်တိုက်အခုကတော့အချိုတဲရမယ်လက်ရောက်ပါပြီဖောက်ရစားမှာပါအပေါ်ကခုနကတော့ ရေခဲမှုလို့စကားတပြောနဲ့မိပြီးစားလိုက်မိရပါတော့ပြီးတော့ပူတင်းလေးပါတယ်ပူတင်းဆိုလည်းအများကြီးပါဓမ္မကြီးလိုက်ဒီတစ်ခွက်ဆိုရင်လေထမင်းမစားခြင်းနဲ့သူဆိုဒီနွေရည်ဒီအေးအေးလေးရောက်ပြီဆိုရင်ဒါလေးစားလိုက်အောင်ပါပထောကဘိုက်တင်းနဲ့ပူရဲ့အချိန်မှာအေးအေးလေးတော့အာနွေရည်ဒီအေးအေးလေးတော့ပြီးဆိုဒီဘာလို့လဲဆိုရင်ရှေ့ဘက်ဆုံးကဖော်လို့တော့သိရတယ်ဒါလေမြန်မာမမဟုတ်ဆိုင်ရလေနူရယ်ဘန်ဘီအန်အမဆိုလည်းအသေးကြိုက်တာအာသူခဏခဏဝယ်ကြည့်ရတယ်ဂရိတ်ဆိုလည်းအရင်ကြိုက်တယ်ဟိုတနေ့ကကာကြီးတယောက်ကိုကြိုးရတယ်သူလည်းကြိုက်တယ် ဗဇက်ဗဇက်ဟိုနိုင်ငံသားနိုင်ငံဗဇက်နဲ့အဆင်ပြေတယ်အဲ့ဆာဆာအောင်မျိုးဘောရတယ်ပြခုသားမျိုးသူမကြည့်နေ အဲ့တော့ရှူပီနဲ့စားသောက်ဆိုင်မှာဒီရက်ပိုင်းစီလောက်ဝယ်မယ်ဆိုရင်တော့ငွေသားလေးဆောင်လာဖို့အကြံပေးပါရစေ။ဒီကိုးနေရောဒီမြန်မာစားဆရာကြီးကတော့ငွေသားနဲ့ပြီးဝယ်ရမှာပေါ့နော်။စားတာတောက်တာကိုကတ်နေရှင်ရှင်မရှိရင်ငွေသားနဲ့ရှင်းရမှာပေါ့နော်။ဟိုဒီဘိုင်းကင်းလွှဲတဲ့စနစ်ကိုတော့နောက်လာမှရမယ်လို့ပြောပါရစေရှင်။အဲ့တော့နောက်လာကြရင်တော့ဘိုင်းကင်းနဲ့ရတော့မှာပေါ့နော်။အခုအခုရက်ပိုင်းလာစားမယ်ဆိုရင်တော့ငွေသားလေးဖြစ်ဖြစ်ဆောင်လိုက်ခဲ့ပါလို့နော်။ အဲ့တော့ grace ကတော့အကောင်လုံးစားလို့ပြီးသားရပါတော့ဖိုင်လေးအတင်းမဲ့အကောင်လုံးအပြောင်မဲ့ဆိုအင်ပြန်ပြီးနားတော့မယ်အဲ့တော့ရွှေပြည်နဲ့စားတောက်ဆိုင်ရဲ့လမ်းညွှန်လေးနောက်တစ်ခေါက်ပြန်ပြောပေးကြပါလိမ့်ရှင်စူဝမ်ဘူတာထွက်ပေါက်ကို ADN ရှိရဲ့လမ်းကြားလေးတွေကိုဝင်လာမယ်အဲ့လမ်းကြားကိုနည်းနည်းလေးလမ်းလျှောက်လာပြီးတော့လမ်းစုံရောက်တဲ့ဆိုရင်ဘက်ဘက်ကိုချိုးရပါမယ်အဲ့ GG ပေါ့နော်ဒီအကင်စားတောက်ဆိုင်နှစ်ဆိုင်အကျော်မှာမြေရောက်တဲ့ကိုရွှေပြည်နဲ့ဆိုပြီးလမ်းညွှန်ထားရပါတော့ဗီဒီယိုဆက်မှလည်းပြပေးထားပါတယ်အဲ့တိုင်းလေးရောက်လာမယ်ဆိုရင်ရောက်ပြီပေါ့နော်အဲ့တော့ဖုန်းဆက်မယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်လေးက3939အဲ 63933933ဖြစ်ပါတယ်ရှင်ဖုန်းဆက်ပြီးတော့လည်းမေးလို့ရပါတယ်ဒီလိုမြန်မာစားစရာတွေအပြင် ကုန်ကြောက်ရောင်းလာရေးနောက်ပြီးတော့ကုန်ရောင်းနိုင်လည်းအကုန်ရရပါနော်အဲ့တော့တောက်တောက်စရာစားစရာတော့အကုန်ဆုံးရရပါပြောစရာမလိုတော့ဘူးအဲ့တော့ဒီနေ့ Grace ရဲ့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြီးရတဲ့အတွက်ကြောင့်မလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်အဲ့တော့ Grace နေ့ကိုဒီလိုမျိုးဗီဒီယိုလေးရအပ်ဖို့ခေါ်ချင်တယ်ဆိုလို့ရှင်လည်း Grace ကိုဆက်တလို့ရပါတယ်ရှင်အဲ့တော့အမြဲတမ်းအားပေးကြတဲ့ customer တို့ရဲ့ကြည်စားများကြီးကျေးဇူးတင်ပါတယ်ရှင်ပြင်ရအောင်လည်းအများကြီးလာစားပြီးကြပါအောင်နော်အားလုံးပဲတတ်တာ